အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ရဲ့ခွန်အား channel ကနေကြိုဆိုလိုက်ပါတယ်ကျမကတော့စာဖတ်သူခေပဲ ဖြစ်ပါတယ်ကျမဖတ်ပြမဲ့ကဗျာလေးကတော့ဆရာမနှင်းငိမ့်ွယ်ရေးသားထားတဲ့စစ်ပွဲတွေကမိခင်ဆိုတဲ့ကဗျာလေးပဲဖြစ်ပါတယ်ရှင် ကျုံးစရာကြံသေးလို့လဲတားရင်မိမသားဆိုပေမဲ့တနက်ကြီးတကားကားနဲ့ထမိန်ရရှာစကားပြောတတ်တဲ့သူတွေထက် မတရားမှုကို ထမိန်ကစောင်းတင်ပြီး စိန်ခေါ်ဝင်းနဲ့မိမိကမှယောက်ျားပီတာပေုံးမဲ့တားရင်မျက်စိတစ်ထောင်မှာအင်းကပြာပုံဖြစ်နေပြီရွာကစစ်တလင်းဖြစ်နေပြီလူကမုန်ဆိုးမဖြစ်နေပြီ မင်းဖေဖေကကြာဆုံးရဲပေါ်ဖြစ်နေပြီမင်းမေမငိုပါဘူးငါသားလဲအားရပါရတာရေးပါဟောရီစစ်ပွဲကြီးထဲမှာမင်းဖေဖေတရေကောင်းကြီးရဲ့ဝိညာဉ်ဟာရင်လုံးတူမီတနက်ကိုလွယ်နေမှာပဲမျက်စိတဆုံးမှာငါသားတို့ပြားရီဆိုင်အိမ်မက်ချိုးတွေအတော့မင်းမေတို့လုံးမုံတိုင်းထဲကကဘာကျော်မုတ်ဆိုးမတွေရဲ့ ဥပွဲတိုက်ပြတ်ခဲ့ရမှုရဲ့အတွက်အလိုမတူပဲအထမပြုကျင့်ခံရတဲ့မိမိတို့သားတို့ရဲ့နိုင်ငံတော်အတွက်ဆင်ခံစားပေးတဲ့အတွက်အားလုံးကိုသူကျေးဇူးတင်ရှိပါရရှင်။ကျမတို့ရဲ့ channel လေးကနေဒုတရတ္တပြာဂီတစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ရှင်။